ကဲဒီနေ့ခကြီးမှာလေ digital ကမ္ဘာထဲမှာဘာသာစကားတွေရှင်းတန်းဖို့ဆိုတာတော်တော်လေးကိုယုံကန်နေရပါတယ်အဲ့ဒီလိုစိန်ခေါ်မှုကြီးကိုနီးပညာနဲ့ဘလို့ဖြည့်ရှင်းမလဲအဖြေတခုတော့ရှင်းနေပြီဗျာအဲ့ဒါကရော EMI AI လို့ခေါ်တဲ့တကယ်ကိုထူးခြားတဲ့ကိစ္စနဲ့တခုအကြောင်းပါပဲကဲသူ့အကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြအောင်ဟုတ်ကဲ့အဓိကကြားတဲ့မိကုံးကဒါပါပဲကမ္ဘာဘာသာစကားအများကြီးဟာ data voice ဆိုတဲ့ပြဿနာနဲ့ရင်ဆိုင်နေရတယ် ဆိုလိုတာကအင်တာနက်ပေါ်မှာသူတို့ဘာသာစကားနဲ့ရေးထားတဲ့ data တွေလွန်းလွန်းလောက်လောက်မရှိဘူးအဲ့ဒီအခါမှာ digital ကမ္ဘာမှာနေရာမရတော့ဘဲတဖြည်းဖြည်းပျောက်ကွယ်သွားနေတဲ့အနေရရှိနေတာပေါ့ဒီစိန်ခေါ်မှုကိုဘယ်လိုကျော်လွှားကြမလဲအခြေကတော့ရှင်းရှင်းလေးပါပဲဘာသာစကားတွေကိုဖတ်အုပ်ဆောင်တဲ့ထဲတင်ထားရုံနဲ့တော့မရတော့ဘူးတကယ်တမ်းရှင်းတန်းစစ်ချင်တဲ့ဆိုရင်ခက်တဲ့ digital ကမ္ဘာတွေကိုတက်တက်ကြွကြွပေါင်းစစ်ထည့်သွင်းပေးဖို့လိုအပ်လာပါပြီ ဒီနေရာမှာပဲ AMI ရဲ့ခြေကပ်ပုံကတရလေးကိုချူချားလာတာပါသူက apps တခုအနေနဲ့ပဲရမနေပဲအပြန်လန်ချိဆက်ပြီးအားပြေပေးနေပဲမန်တိုင်ကြီး၃ခုနဲ့ဖွဲ့စည်းထားတဲ့အသက်ဝင်ရှင်သန်နေရဲ့ Geha system တခုလို့တည်ဆောက်ထားတာပါအဲ့ဒီမနိုင်၃ခုကတော့သစ်စံတက်တဲ့နီးဖြစ်ညာနှစ်လူသားကိုအချီဖြူထားတဲ့အုံမြက်ပြီးတော့၃ရေရှည်တည်တံခံမြင်းနဲ့စီးပွားရေးစနစ်တို့ပဲဖြစ်ပါတယ်ကဲပရမဆုံးမနန်ချစ်တဲ့နီးပညာပိုင်းကို အရင်ကြည့်လိုက်ရအောင် အင်တာနက်မှာ data အများကြီးမရှိတဲ့အရင်အမျက်နည်းတဲ့ဘာသာစကားတစ်ခုအတွက် AI ကိုဘယ်လိုများတိစောက်မှာလဲ။ Imi AI ရဲ့ဖြည့်ရှင်းချက်ကတော့တကယ်ကိုပါနဲ့ပါတယ်။တမားရိုးကြ AI တွေက website ပေါင်း billion ချီတဲ့ data တွေလိုအပ်တယ်လေ။ဒါပေမဲ့ data ရှော့ပါတဲ့ဘာသာစကားတွေတို့ကတော့အဲ့ဒါမဖြစ်နိုင်ဘူး။ဒီတော့ Imi AI ကဘာလုပ်လိုက်လဲဆိုတော့ကျန်းစာကိုမျိုးစစ် data ဖြစ်အသွင်ပြုလိုက်တယ်။ဘာကြောင့်လဲဆိုတော့ ဒါဘာသာစကားနှစ်ခုအကြားမှာတိတိကျကျပြန်ဆိုထားတဲ့အရေးသွေးဂကိမြက်နဲ့ဒေတာရင်းမြစ်ကြီးတစ်ခုဖြစ်နေလို့ပါပဲဒီချင်းကတ်မှုရဲ့အစွမ်းကဘလောက်ထိလဲဆိုရင် AI လေ့ကျင့်ပေးတဲ့ data ရဲ့ဘာသာစကားပိုင်းဆိုင်ရာနက်နဲမှုကမဟာပွဲအဆင့်တစ်ခုနဲ့တောင်ငင်းညတယ်လို့ဆိုရတယ်ဒါကြောင့်ပဲ AI ကနားလည်ရခက်ခဲအသွေးခေါ်ပိုင်းဆိုင်ရာယူအဆတွေကတော့ကောင်းကောင်းကြီးနားလည်နိုင်စွမ်းရှိလာတာပေါ့။နောက်တဲ့ကောင်းတဲ့ချက်ကသူကမိခင်ဘာသာစကားရဲ့တက်တာဖွဲ့စည်းပုံကိုမပြည့်စည်စီပဲ photosynthesis လိုမျိုးခေတ်သစ်နည်းတိညာစကားလုံးတွေကိုချောချောမွေ့မွေ့ပေါင်းစပ်ပေးနိုင်တဲ့ဆရာကြီးကြီးမှုကိုထင်းထင်းရင်းငယ်ခေတ်သစ်အသိပညာကိုပါတပြိုင်နက်တည်းရရှိစေတာကော။ကဲနည်းပညာကဘလို့ပဲကောင်းနေပါစီလူတွေကလက်မခံရင်မယုံကြည်ရင်အရာမတင်ဘူးလေ။ဒါကြောင့်အိုင်မီအရာရဲ့ဒုတိယမနိုင်ကလူသားတွေရဲ့ပါဝါမှုကိုအထူးကချပါရယ်။နားမလည်နိုင်တဲ့ black box နည်းပညာမျိုးစာယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုသူတို့တည်ဆောက်ခဲ့ပါရယ်။ ဒီယုံကြည်မှုကိုတည်ဆောက်တဲ့နေရာမှာအဓိကကြတဲ့သူတွေကတော့တန်တမန်လို့ခေါ်တဲ့ ambassador တွေပါပဲသူတို့ကဆရာတွေအတိုင်းဝိုင်းခေါင်းဆောင်တွေလိုလူတွေလေးစားရတဲ့သူတွေဖြစ်ပြီးဤပညာနဲ့လူတို့ကြကပေါင်ကူးတန်တာတစ်ဖွဲ့ဆောင်ရွက်ပေးကြပါတယ်နောက်တစ်ဖွဲ့က data steward တွေသူတို့ကိုဘာသာစကားရေးစာကြည့်တိုက်မှုတွေလို့တောင်တင်စားလို့ရတယ် AI ကယဉ်ကျေးမှုပိုင်ဆိုင်ရာအချက်အလက်တွေကိုမှန်မှန်ကန်ကန်နဲ့ယုံကြည်စိတ်ချစွာအသုံးပြုနိုင်အောင်ဒေတာစောင့်ကြည့်ပေးရတယ်။အင်တာအေးကြီးတဲ့တာဝန်ကိုယူထားကြတာပါ။ ဟုတ်ပြီကောင်းမွန်တဲ့နည်းပညာရှိပြီလူတွေရဲ့ယုံကြည်မှုလည်းရပြီဒါပေမဲ့ဒီစနစ်ကြီးရေရှည်ရည်တည်နိုင်ဖို့ကရောဒီမှာတတိယမန်တိုင်ဖြစ်တဲ့စီးပွားရေးပုံစံကအရေးပါလာပါလေအလူငွေတစ်ခုတည်းကိုပဲမိခိုနီမဆာကိုပါတာကိုလည်းပတ်နိုင်တဲ့စီးပွားရေးအင်ဂျင်တစ်ခုကိုဖန်တီးထားတာပါ ဒီစနစ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။သူက regifting လို့ခေါ်တဲ့ပုံစံမျိုးနဲ့လဲပတ်တာဆိုလိုတာကအသုံးပြုသူတွေပေးတဲ့ subscription ချေးတွေကအလူငွေတသက်မဟုတ်ဘူး။အဲ့ဒီငွေတွေက AI ကိုပိုကောင်းအောင်ပိုတိကျအောင်နေ့စဉ်နဲ့မျှလှုပ်ဆောင်ပေးနေတဲ့ data steward တွေစီကိုတိုက်ရိုက်ပြန်ရောက်သွားရဲ့။ဆိုတော့ AI ကပိုကောင်းလာလေတုံးတဲ့သူတွေအတွက်ပိုထုံးဝင်လာလေဒီစနစ်ကြီးတစ်ခုလုံးကသူ့ဘာသာသူရေရှည်ရက်တည်နိုင်လေပဲ။ဒါဟာတကယ်ကိုအပြန်လန်အကျိုးပြုတဲ့တန်တရားလဲပတ်မှုကြီးပေါ့။ဒီစနစ်ရဲ့အားသာချက်ကလူတိုင်းပါဝင်လို့ရတာမှာပဲ။ ကျောင်းဝါဒီယအတွက် AI tuition ဆရာရရှိသောအောင်ပန်ပိုးရမျိုးကစလို့ရွာဒီဝါလုံးသုံးနိုင်ဖို့နောက်ဆုံးပါလာစကားတစ်ခုလုံးအတွက် AI model အသစ်ဆက်ဆက်တစ်ခုကိုအစကနေတိဆောက်ပေးတဲ့အထိအစ်စ်မျိုးမျိုးနဲ့ပေါဝင်ကူညီနိုင်ပါတယ်။ကဲနီးပညာလူသားနဲ့စီးပွားရေးဆိုတဲ့ဒီမနိုင်သုံးခုပေါင်းစည်းလိုက်တဲ့အခါဘီလိုအချိုးကျေးဇူးတွေရလာမလဲ။လူမှုအတိုင်းအဝိုင်းအတွက်တကယ်လက်တွေ့မှာဘီလိုအသုံးဝင်တယ်လဲဆိုတာကိုကြည့်လိုက်ရအောင်။ဥပမာအနေနဲ့ပညာရေးမှာဆိုရင် ကျောင်းသားတွေဟာသူတို့ရဲ့မိခင်ဘာသာစကားနဲ့နှစ်လီနာရီပတ်လုံးဘာမဆိုမေးလို့ရတယ် AI ကျူရှင်ဆရာတွေကိုရာသွားတယ်လို့ပဲဒါပြင်တိုင်မျိုးဖြောက်ကွဲတော့မဲ့တမိုင်းမှတ်တမ်းတွေကို digital အဖြစ်ပြောင်းပြီးအနာဂတ်မျိုးဆက်တွေအတွက်ထိန်းသိမ်းပေးနိုင်တာကလည်းတန်ဖိုးမဖြတ်နိုင်ပါဘူးဒီအကျိုးကျေးဇူးတွေကစာသင်ခန်းထဲမှာပဲရပ်မနေပါဘူးမိစဉ်ဘဝတွင်တိုက်ရိုက်ပတ်သက်တဲ့ကြားမှရင်တဲ့စိုက်ဖြိုးရည်အထိပါရောက်ပါလေစင်းညွန့်ကို နားမလည်မှ မပူတော့တော့ဘူးတပ်ပုံတပုံရိုက်လိုက်ယုံနေ ကိုတီးနာမှာဘာရောဂါဖြစ်နေလဲဘလို့ကုသမလဲဆိုတာကိုကို့ဘာသာစကားနဲ့တန်းသိနိုင်တာဟာတောင်သူတွေအတွက်တကယ့်ကိုအားကိုးရာကြီးတစ်ခုဖြစ်လာမှာပါဒီလိုလူဆောင်မှုတွေကဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ကုဘာဘရမဘာသာစကားပေါင်း3000လောက်ဟာ AMI AI ဖြစ်ရှိနေတဲ့ digital မျိုးသုံးမှုအန္တရာယ်နဲ့တကယ်ကိုရင်ဆိုင်နေရလို့ပါပဲ။ဒါကြောင့်နောက်ဆုံးညင်နဲ့ဒီမေကုံးလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်။ AMI လိုမျိုးနီးပညာ လူမှုအတိုင်းဝိုင်းနဲ့ရေရှည်စီးဝါးရေးကိုပေါင်းစပ်ထားတဲ့ဒီလိုစမ်းသပ်တဲ့ဂေဟာစနစ်တစ်ခုဟာကဘာဘောကတန်ဖိုးမဖြတ်နိုင်တဲ့ဘာသာစကားအမွေအနှစ်တွေကိုကယ်တင်ဖို့အတွက်အကောင်းဆုံးနမူနာပုံစံတစ်ခုဖြစ်လာနိုင်မလားဆိုတာပါပဲ။